မင်္ဂလာပါ Stella was mama ကျူစုပါရယ်2025ခုနှစ်မန်လာ23ရက်နေ့မှာ29ရက်နေ့အထိတရင်နှစ်ဖက်အတွက်ဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာများကိုဝေးဖွားသည့်နေ့နဲ့အလိုက်ပြောပြပေးတော်မှာဖြစ်ပါတယ်ဘုဒ္ဓဦးနေဖွားသူများအတွက်ဒီတစ်ပတ်မှာစီဝိုင်းနဲ့လူမွေးရေးက ်သင့်ဘဝရဲ့အဓိကအားယုံဆိုင်စရာ ဖြစ်လာပါလိမ့်မယ်။ဘုလူဥကျူရဲ့စွာအကြောင်းသင့်ရဲ့ဉာဏ်ပညာနဲ့ဒုမှုဆက်ဆံရေးကိုအသုံးချဖို့အချိန်ခါကောင်းဖြစ်ပါတယ်။အလုံမတူးနဲ့တူးဆက်သွယ်မှုကအောင်မြင်မှုကိုယူဆောင်လာနိုင်ပါတယ်။စီးပွားရေးစီးပွားရေးအနေနဲ့အခွန်လန်းသည့်တွေပေါ်လာနိုင်ပြီးအဆက်အသွယ်ကောင်းရင် အောင်မြင်မှုရရှိလာနိုင်ပါတယ်။စာကြုပ်စာရမှာအမှားမဖြစ်အောင်ဂရုစိုက်ပါ။ဒုမှုရေး ဒူမူရီအနေနဲ့ဆက်သွယ်တည်တည်ရရှိလာနိုင်ပြီးဒူရီနဲ့ဆက်ဆံရမှာပျော်ရွှင်စရာတွေဖြစ်လာနိုင်ပါတယ်။နေ့ရဲ့ဉာဏ်ပညာဟာသဉာဏ်ကိုဒူရီကသဘောကျကြပါလိမ့်မယ်။အချီးရင်အိမ်တော်ရေးအချီးရင်မှာအထင်လွဲမှုတွေဖြစ်လာနိုင်ပြီးချစ်သူရှိတဲ့သူတွေဆိုရင်စကားပြောရင်နားလည်မှုတွေက ဖြစ်နိုင်ပါတယ်။အိမ်တော်ရှိတဲ့သူတွေဆိုစိတ်မရှိတာဖြစ်တတ်ပါတယ်။အခြားအကြောင်းအရာနေများနေနေကတော့ ညာရေးမှာတိုးတက်မှုရှိလာနိုင်ပြီးကျမ်းမာရေးမှာလမ်းမောင်းဒါမှမဟုတ်လဘဝနာတာဖြစ်နိုင်ပါတယ်အချို့အားဖြင့်ဒီတစ်ပတ်အတွင်းမှာကောင်းမွန်တဲ့ကိစ္စရများအနေနဲ့အလုံးမှာအခွန်လန်းတည်ရရှိလာနိုင်ပြီးနှူးငွေးမှာအဆက်သွယ်တည်ပေါ်လာနိုင်ပါတယ်ပညာရေးမှာတိုးတက်မှုရှိလာနိုင်ပါတယ်တည်ထားရမယ့်ကိစ္စရများကတော့အချိန်မှာအထင်လွဲမှုဖြစ်လာနိုင်တာမို့စကားပြောရင်ရှင်းလင်းအောင်ပြောပါကျမ်းမာရေးဘီယူဆိုင်ပါ ကြံပြုချက်အနည်းငယ်ကတော့ဆင်းရုံဝေစာဝတ်ပြီးကန့်ကောက်အောင်ပြုလုပ်နိုင်ပါတယ်ဘုရုဥနေမှာစောက်လူရံပြီးဉာဏ်ပညာစုကိုတောင်းပါ